အကြောသွားရောက်နေတော့အိမ်မှာထားခဲ့တဲ့လက်ဝတ်ရတနာတွေအကိုးခံလိုက်ရတဲ့ဝိုင်းချုံမှာပရိသတ်များရှင့်ဝိုင်းချုံမှာကတော့အကြောရောင်းရင်ကြီးကြီးတက်ချမ်းသာလာတာကြောင့်လူအများကြီးအားကြခြင်းကိုခံနေရတာပါအကြောရောင်းရတဲ့ငွေနဲ့တလားကိုတင်ရကြီးအမြင့်ရနေတဲ့အတွက်လူတိုင်းကတော့ဝိုင်းချုံမှာလို့အကြောလိုက်ရောင်းရင်ကောင်းမလားလို့စဉ်းစားနေကြတာပါငွေများများရှာနိုင်တာကြောင့်လည်းဝိုင်းချုံမှာရဲ့အိမ်ကတခိုးရင်းရဲ့မျက်စိကျခြင်းကိုခံလိုက်ရပါတယ်ပြီးခဲ့တဲ့ရက်မှာဝိုင်းချုံမှာရဲ့အိမ်ကတခိုးအဖောက်ခံလိုက်ရပါတယ်ဝိုင်းချုံမှာတို့ကနေဘက်ဆိုရင် ်အကျော်ဆိုင်မှာသာတမိသားစုလုံးရောက်နေတတ်တာပါဒါကြောင့်မလို့လေအိမ်ကိုတကားပိတ်ထားခဲ့ရတဲ့အချိန်မှာတခိုးအခိုးခံလိုက်ရတာပါတခိုးကဝိုင်းချုံမအိမ်မှန်တိတလို့ကိုခိုးသွားခဲ့တာပါရှေးလာပိုင်းတော့မှတော့ကဝိုင်းချုံမကအကျော်ရောင်ရင်းနဲ့သူ့ဘက်လောက်စူဆောင်းထားနိုင်တယ်ဆိုတဲ့အကြောင်းကိုအတိပေးလာခဲ့တာပါအကျော်ရောင်ရင်းနဲ့မြေကွက်တွေလည်းဝယ်လာနိုင်တယ်လို့ဆိုင်ကလည်းအကြီးကြီးဖြစ်အောင်ခြေကားလာနိုင်တဲ့အကြောင်းကြွားဝါထုတ်ခဲ့တာပါဒါကြောင့်မလို့လေတခိုးကအထင်ကြီးပြီးဝိုင်းချုံမရဲ့အိမ်ထဲကိုဝင်းမှွေပါတော့တယ် ဘိုင်းချိန်မှာတော့အိမ်ပြန်ရောက်တဲ့အချိန်မှာဗီဒိုတွေအပွင့်လိုက်ဖြစ်ပြီးအဝတ်တွေလည်းအကုန်လုံးဖွာထားခဲ့တဲ့ဒါပြင်လက်ဝတ်ရတနာပစ္စည်းတွေလည်းခိုးသွားခဲ့ပါတယ်။ဘိုင်းချုံမှာတို့ကပြီးခဲ့တဲ့လေးလပိုင်းမှာရှင်ပြုတ်ပွဲကိုကျင်းပခဲ့ပါတယ်။ရှင်ပြုတ်ပွဲရက်တွေမှာအင်ကြီးအယောင်နဲ့အညီစိန်ပင်ရက်တွေ၊ကြောက်ပင်ရက်တွေကိုဝယ်ခဲ့ကြတာပါ။အဆိုပါလက်ဝတ်ရတနာအလုံးကိုတခိုးကခိုးယူသွားခဲ့ပါတယ်။ဒါပြင်ပန်းအိုးတွေကိုလည်းမချမ်းမဲယူသွားခဲ့တာပါ။ဘိုင်းချုံမှာတို့ကအိမ်မှာလက်ဝတ်ရတနာတွေမရှိတော့ဘူးဆိုပေမဲ့အပြုံမပြတ်ပင်လိုက်ပါလွင်လာခဲ့ပါတယ်။လက်ဝတ်ရတနာခိုးသွားတာ ကိုမနှောမြောပဲပေါင်းအုပ်ခိုးသွားတာကိုနှမျောတတဖြစ်နေကြရတာပါအကြောင်းရင်းကတော့ဝိုင်းချုံမှာတော့ဝစ်စင်နေတဲ့လက်ဝတ်ရတနာတွေကအစ်စ်တွေမဟုတ်တာအကြောင်းပါ အစ်စ်တွေမဟုတ်ဘဲအတုတွေသာဖြစ်ပါတယ်တကူကလက်ဝတ်ရတနာအတုတွေကိုခိုးသွားခဲ့မိတာပါဒါကြောင့်မလို့လေဝိုင်းချုံမကနှမျောတတာဖြစ်မနေပါဘူးဝိုင်းချုံမကမြေခွက်တွေဝဲပေါ်အတွက်လက်ဝတ်ရတနာအစ်စ်တွေကိုရောင်းလိုက်တာပါလူမြင်ကောင်းအောင်အတုတွေကိုတကုံ၃000နဲ့ဝယ်ထားတာပါဒါပေမဲ့လူများကအစ်စ်ထင်ပြီးအထင်ကြီးပြီးလားခိုးတဲ့အထိကိုဖြစ်သွားတာပါတကူကတော့ပွားပြီလို့ထင်ထားပြီးမဲ့ကံမကောင်းပဲခိုးလိုက်တဲ့ပစ္စည်းတွေကအတုတွေဖြစ်လုံနေပါပြီဒါကြောင့်မလို့ဝိုင်းချုံမကခံကောင်းစွာနဲ့ပဲတန်ဖိုးစည်းပစ္စည်းတွေပါမသွားပါဘူးထ မင်းပေါင်းဦးနဲ့ဒေဦးနီပါသွားတာကိုတော့နှမျောတတဖြစ်နေရရှာတာပါ။ဝိုင်းချုံမတို့မိသားစုကတမိသားစုလုံးအတူတူရုံးကန်ကကြိုးစားနေကြတာပါ။လမ်းပြီးမှာအကျော်ရောင်ရတဲ့ဘဝနဲ့ကားပါခင်ပါတဲ့အကျော်ဆိုင်ကြီးကိုအချိန်တိုတွင်ဖွင့်လှစ်လာနိုင်ခဲ့ပါတယ်။အချိန်တိုတွင်မှာစုဆောင်းကကြီးပွားချမ်းသာလာတဲ့ဝိုင်းချုံမကိုအားကြတဲ့သူတွေကများလို့နေတာပါ။တကူတွေကအရန်ကိုတောင်းချမ်းလာပြီးဖြစ်တာမို့လူများအနေနဲ့တတိထားဖို့အတွက်လိုင်းလွင့်ကပြောပြလာခဲ့တာပါ။အိမ်ကိုလုံခြုံနေလို့ယူဆကတော့ရီအထက်ထက်ခတ်ထားပြီးမြေတကူတွေကကျွမ်းကျင်လာ ကြောင့်တော့ရီဖြတ်ပြီးခိုးကြပြီးရှိသမျှပစ္စည်းအကုန်ယူကြတာဖြစ်ပါတယ်။တခိုးခိုးသွားတဲ့ပစ္စည်းတွေကအတုတွေဖြစ်နေကကန်ကောင်းသွားတဲ့ဝိုင်းချုံမှာပေါ့။ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။